မြန်မာရုရှားခရီးသွားလုပ်ငန်းမြင့်တင်ရေးယင်းဤကျွမ်းဝင်မှုခရီးစဉ်များအပြန်လှန်စီစဉ်ရေးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားခရီးသွားလုပ်ငန်းမြင့်တင်ရေးအတွက်ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွေကိုအပြန်အလှန်စီစဉ်ဆောင်ရွက်ရေးတွဲဆောင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပလျက်ရှိတဲ့ငါးကြိမ်မြောက်မော်စကိုနိုင်ငံတကာခရီးသွားဖိုရမ်နှင့်ခရီးသွားပြပွဲဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးနယ်သွေးဆုံဆင်းယခုလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဆွေးနွေးရှာမှာမြန်မာရုရှားနှစ်နိုင်ငံအကြားအစိုးရပုဂ္ဂလိကနှင့်ပြည်သူများအကြားဗတ်ဆောင်ပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ရေးမြန်မာနှင့်ရုရှားနိုင်ငံခရီးသွားလုပ်ငန်းမြင့်တင်ရေးအတွက်ယင်းဤကျွမ်းဝင်မှုခရီးစဉ်များကိုအပြန်အလှန်စီစဉ်ဆောင်ရွက်ရေးမြန်မာရုရှားနှစ်နိုင်ငံပြည်သူများအတွက်အပြန်အလှန်ဗီဇာကင်းလွန်ခွင့်ဆောင်ရွက်ရေး နိုင်ငံခရီးသွားပြပွဲများအတွင်ပူပေါင်းပါဝင်ပြတာကြာရေးမြန်မာနိုင်ငံသို့ရုရှားခရီးသွားဧည့်သည်များပုံမိုးလာရောက်လက်ပတ်နိုင်ရေးပြည်ပသို့ခွင့်ရရှိဖြစ်အပန်းဖြေခရီးသွားရောက်ကြသောရုရှားနိုင်ငံသားအစိုးရဝန်ထမ်းများကိုမြန်မာနိုင်ငံသို့လာရောက်လက်ပတ်နိုင်စေရေးအတွက်ပူပေါင်းဆောင်ရွက်ရေးနှင့်ရုရှားနိုင်ငံမှရှင်းလင်းမြှုပ်နှံသူများမြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားခန္ဓာတွင်လာရောက်ရှင်းလင်းမြှုပ်နှံရှိသူကိုဆွေးနွေးခဲ့ကြရသည်ဟုသိရပါသည် ဆွေးနွေးပွဲအပြီးမှာပြည်တော်စုဝင်ကြီးသည့်ဖိုရမ်အတွင်းလှည့်လည်ကြည့်ရှုကမြန်မာနိုင်ငံဟိုတယ်လုပ်ငန်းခန္ဓာတွင်ယင်းဤမြုံနှံလို့သော Cosmo Hotel Crew နှင့် BN Crew တို့မှရုရှားနိုင်ငံသားယင်းဤမြုံနှံသူများနှင့်တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့တာယာလှပတဲ့ကမ်းခြေများနှင့်ခရီးသွားဆွဲဆောင်မှုများယင်းဤမြုံနှံနိုင်မဲ့အခွင့်အလမ်းများကနဦးစီမံခန့်ရန်ဖြင့်လာရောက်ဆောင်ရွက်လိုပါကကုညီဆောင်ရွက်ပေးမဲ့အစီအစဉ်တွေကိုရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။